မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်ထေကနဘတ်140ကာကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါလေရှင်ဒီဇက်တော်ကတော့ညံညို့ဖွဲ့သော ပုံနာက ကြီးစီစင်နာပြောက်တေဟုပြောသည်ဖြစ်ကြီးများကိုတက်ဖြက်ရာ ကြီးမင်းတရားဟော၍ချမ်းသာပေးသောဗာဒနတိမင်းကြီးအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလေရှင်နလူတို့ဤเสียဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝေလူဝံကျောင်း၌တရင်သုံးတော်မူစဉ် ချွေတော်မျိုးတော်တို့ကျိုးစီးပွားကျင့်ခြင်းကိုအကြောင်းပြု၍အောက်ပါဒိဋ္ဌက်ကိုဆောင်းတော်မူသည်လွန်လေပြီးတော့အခါဗာရဏတိပြည်ဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ကြီးမင်းဖြစ်၍တုတ်တန်တွင်ကြီးရှိတောင်ချံရန်က နေလေ၏တနေ့တ၌ပရောဟိတ်ပုံနာသည်မြို့ပြင်မျက်နာတွင် ရေချိုး၍နတ်တာလင်းကျင်လျက်ပန်းပန်ကမွန်မြတ်သောဝတ်ကိုဝတ်ဆင်ပြီးလျှင် မြို့တွင်သို့ဝင်လေ၏ ထိုအခါတကားတိုင်ပြဝဲជីနကောင်တို့သည် နားလျက်အရှိကုန်၏တကောင်ကအဆွေငါပုံနာအပေါ်မစင်စွန့်ချမည်ဟုဆို၏တကောင်ကအဆွေမလုတ်ပါနှင့်ဤပုံနာကအစိုးရသူဖြစ်သည်အစိုးရသူနှင့်ခတ်ရန်ဖြစ်ခြင်းသည်မကောင်းပါဤပုံနာအမျက်ထွက်လျင်ငါတို့တမျိုးလုံးပြည့်စည်မည်ဟုဆိုလေ၏တကောင်ကအဆွေငါသည်မလုတ်ဘဲမနေနိုင်ဟုဆိုပြန်၏တကောင်ကအဆွေဒီလိုဖြစ်လျင်အမှန်ဘေးဖြစ်တော်မည်ဟုဆို၍ပြန်လေ၏ ကျန်တော့ကြီးဒီပုံနာတကားတိုင်အောင်တို့ရောက်တည်ရှိတော့ခေါင်းပေါ်တွင်မစင်စွန့်ချလေ၏ပုံနာလည်းအမျက်ထွက်ရန်ညှိုးဖွဲ့လေ၏ ထိုအခါစဘာအခစားထောင်းတော်ကျော်မတယောက်ဒီအင်းတကားနေပူဇာတွင်စဘာကိုဖြန့်၍လှမ်းကထိုင်ဆောင်ရင်အိပ်ပျော်နေစဉ်အမွေးရှည်သောစိတ်တကောင်ဒီလာ၍စား၏ကျော်မနိုး၍စိတ်ကိုမြင်လျင် မောင်းနှင်လိုက်၏နောက်တစ်ကြိမ်နှစ်ကြိမ်လာ၍စားပြန်၏မောင်းနှင်လိုက်ပြန်၏နောက်အကြိမ်ကြိမ်လာပြန်ရာငါစဘာတဝက်ကုံ၍ရုပ်လျော့တော်မည်ဒီတခါစိတ်နောက်တခါမလာဝွန့်အောင်ပြုလို့မည်ဟုကြံစီကမိစားတစ်ခုကိုကန်၍စောင့်ရင်အိပ်ပျော် ဟန်ဆောင်နေ၏စိတ်လည်းလာ၍စားပြန်၏ထိုအခါစိတ်ကိုမိစားဖြင့်ရိုက်နှက်လေ၏စိတ်လည်းအမွေးများကိုမေးလောင်လျင်ပူလောင်သည်ဖြင့်ငင်းအေးရန်တင်းစွာသွား၍စင်တင်းကုတ်အနီးရှိမြက်တင်းကုတ်ကိုကိုဖြစ်ပုတ်လေ၏ထိုအခါမြက်တင်းကုတ်မိလောင်လေ၏ကူးဆက်ကအနီးရှိစင်တင်းကုတ်လည်းမိလောင်လေတော့၏တင်းကုတ်ကိုမိလောင်လျင်စင်တို့ကိုလောင်၍တကူလုံးမိလောင်နာတို့ဖြင့်ပြည့်လျက်ရှိကြကုန်၏ စင်စရာတို့သည်စင်တို့ကိုမိလောင်နာပြအောင်ကုသနိုင်ကြသဖြင့်မင်းကြီးအားလျှောက်ထားကြကုန်၏မင်းကြီးလည်းမိမိထံခစားလာတော့ပရောဟိတ်ဘုံနာအာ ဆရာဇင်တို့မေးလောင်တာပျောက်ကင်းဒီဆေးကိုတိပါတယ်လို့ဟုမေးလေ၏ပုံနာလည်းအချက်ကောင်းရပြီကြီးတွေပျက်စီးဒီကိုမြင်ရတော့မြင်ဟု အောင်းမေက အရှင်မင်းကြီးတိပါသည်ကြီးအစီကိုရလျင် အမြန်ပျောက်ကင်းနိုင်ပါသည်ဟုလျှောက်လေ၏မင်းကြီးလည်းမင်းချင်းတို့အားကြီးတို့ကိုတက်၍အစီကိုဆောင်ယူခဲ့ကြကုန်ဟုအမိတ်ပေးလေ၏လူတို့သည် ထိုကာမစား၍ကြီးတို့ကိုတက်ကအစီမရသည်ဖြင့်နေရာတကာတွင်ကြီးတို့ကိုတက်ကစုပုံထားကြကုန်၏ ်ကြီးတို့မှာဘေးကြီးစွာ ဖြစ်ကြလေ၏ထိုအခါကြီးတကောင်သည်တုတ်တန်တွင်နေသောကြီးမင်းထံသွား၍ကြီးတို့မှာဘေးကြီးစွာဖြစ်နေကြောင်းလျှောက်ထားလေ၏ထိုအခါကြီးမင်းသည်ငါမတပါကြီးတို့ဘေးကိုတားမြင်နိုင်သူမရှိဟုပါရမီ၁၀ပါးတို့ကိုဆင်ကျင်လျက်မေတ္တာပါရမီကိုရှိသွားပြုကာတဟုန်ထဲပြန်တန်း၍လေတုံပတင်းဖြစ်ဝင်၍မြင်းကြီးနေရာအောက်သို့ဝင်လေ၏ မင်းချင်းတို့ဖမ်းမိပြုရာမင်းကြီးကဒါမြင့်လေး၏ကြည်မင်းလေအပန်းဖြေပြီးလျင်မေတ္တာပါရမီကိုစင်ကျင်လျက်နေရာအောင်မှထွက်၍မင်းကြီးအားမြတ်တော်မင်းကြီးမင်းမြည်ဒီမှာစန္ဒာဂတိစသောအဂတိလေးပါတို့မလိုက်စားရမြည်ဒီအမှုမစိုးစူးစမ်းစင်ကျင်၍ဒါပြုအပ်သည့် ပြီးလောက်တော့အမှုကိုဒါပြုရာဤမပြီးလောက်တော့အမှုကိုမပြုလို့ရမပြီးလောက်တော့အမှုကိုပြုမိရင်လူတို့အားဘေးမျိုးမျိုးဖြစ်လိမ့်မည်ကြီးအစီဖြင့်စင်နာပြောက်လိမ့်မည်ဆိုခြင်းကပရောဟိတ်သည်ကြီးတို့၌ရညိုးဖွဲ့၍မြူတာဆိုခြင်းဖြစ်၏ကြီးတို့၌အစီပဲအခါမှမရှိခဲ့ဘူးပါဟုလျှောက်ထားလေ၏မြင်းကြီးလည်းကြီးမင်း၏စကားကိုကြားလျင် အလွန်ကြီးညိုသောစိတ်ရှိသည်ဖြစ်၍ကြီးမင်းကိုရွှေ့အင်းပြင်၌ထားပြီးလျင်အကျင့်တရားချက်အပ်သောစီကို အတောင်ကြားတို့၌လင်းစေ၍ကြည်မင်းအားထိုက်တော်ဘောဇင်ကိုရွှေခွက်ငယ်တွင်ထဲကကျွေးစေ၏မြင်းကြီးသည်ဘောဇင်စားစေပြီးတော့ကြည်မင်းအားအိုပညာရှိတင်းဒီကြီးတို့မှအစီမရှိဟုဆိုပေ၏အဘဲကြောင့်အစီမရှိသည်နီဟုမေးလေ၏ထိုအခါကြည်မင်းသည်မြင်းကြီးအားမြတ်တော်မြင်းကြီးကြီးတို့မှအမြဲထိတ်လန့်တော်စိတ်ရှိကြကုန်၏တတော်လုံးစုံတို့ကိုနှင်းဆဲတတ်ကုန်၏ထို့ကြောင့်ငါတို့အမျိုးကြီးတို့၌အစီမရှိကုန် ဟုတာယာစွာသောအတန်ဖြင့်ကြီးတို့၌အစီမရှိခြင်းအကြောင်းကိုဟောလေ၏မြတ်တော်မြင့်ကြီးကြီးတို့၌အစီသည်ယခုအခါ၌သာမရှိသည်မဟုတ်ရှေးအခါကလည်းမရှိခဲ့ဘူးပါ နောက်အခါ၌လည်းရှိလည်းမည်မဟုတ်ပါဟုထက်မှန်ထင်ရှားအောင်ဟောပြန်၏မြင့်ကြီးလည်းနှစ်သက်ကြီးညိုတော်မူသည်ဖြင့်ကြီးမင်းအားမြင်းစည်းစိမ်ဖြင့်ပူဇော်လေ၏ကြီးမင်းလည်းပူဇော်သောမြင်းစည်းစိမ်ကိုခံယူကာမြင်းကြီးအားပြန်လည်းအနှင်းပြင်းလျင်ငါးပါးသီလ၌တည်စေလျက်ခတ်သိမ်းသောတရားတို့အားဘေးမဲ့ ေးပါဟုတောင်းပန်လေ၏မင်းကြီးလည်းကြည်မင်းဤတရားကိုကြားနာရ၍ခတ်သိန်းသောတရဝါတို့အားဘေးမဲ့ပေးတော်မူ၏ကြီးတို့အားနေ့တိုင်းနေ့တိုင်းဆန်းဆက်တစိတ် ချက်သမင်းနှင့်အထူးထူးသောဘောဇင်တို့ကိုလူစေ၏ကြည်မင်းအားမြင်းကြီးစားတော်မူသောဘောဇင်ကို လူစေ၏ဤတို့လျင်မြတ်စွာဘုရားသည်အသေးပြဆုံးပန်နတန်သောဝတ္ထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါဗာဒနတိမင်းသည်ယခုအခါအာနန္ဒာကြည်မင်းသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ကာကဇတ်တော်ဤတွင်ပြီးအခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။